အားလုံးပဲမင်္ဂလာပါထုံးစံတိုင်းပဲပေါ့နော်ကျွန်တော် ပြောနေကြတိုင်းကျွန်တော်မျက်နှာလေးကတော့မြင်ချင်လဲမြင်ရမယ်မမြင်ချင်လဲမမြင်ရပါဘူးလို့ပဲအရင်ဆုံးပေါ့လေပြောပြရစီကျွန်တော်တို့ဒီဘဝရောင်ကြီးပရိဒအမြင်မမြင်အတင်းကဘာကြီးရွေးချက်နဲ့ဖွဲ့ပြီးတော့မှဘာဒီလောက်ဆောင်တာလဲလို့ကျွန်တော်တို့ဒီမှာ comment လေးအမှအမဖုံးဆက်တာတို့ဒီ messenger တွေကနေပြီးမှဟိုတကယ်ပေါ့နော်ကျွန်တော်တို့အသင်းရဲ့ရည်ရွယ်ချက်လေးတွေ အသင်းရဲ့လှုပ်ဆောင်ချက်လေးတွေကိုဝေဖန်ခြင်းမဟုတ်ဘဲနဲ့အမှန်တကယ်သိချင်လို့မလို့ဆက်သွယ်ထားကြတဲ့ညီကောင်မတွေရှိပါတယ်လို့အဲ့တော့အဲ့လိုမေးမြန်းခြင်းကိုကျွန်တော်အထူးပဲနံပါတ်၁ကလေးစားပြီးတော့မှနံပါတ်၂ကကျေးဇူးတင်လည်းရှိပါတယ်အဲ့တော့အဲ့လိုမျိုးမေးပေးကြတဲ့ညီကောင်မတွေနဲ့မသိကြရသေးသောဆရာသမားတွေကိုကျွန်တော်ဘဝရောက်ကြည့်ပလိုက်တာမြင်မြင်အသင်းရဲ့အကြောင်းလေးကိုပြောပြချင်တာပါခင်ဗျအဲ့တော့ ဟောပေါ့နော်ဒီဘောရုံကြီးပြလိုက်တယ်မြင်မြင်သိရဲ့အကြောင်းတော့ကျွန်တော် Facebook page မှာဟော Facebook account မှာလည်းကျွန်တော်ရွေချက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းကျွန်တော်တင်ပြထားတာရှိတယ်။ TikTok YouTube မှာလည်းအဲ့လိုမျိုးရှိတယ်ပေါ့နော်သို့တော်လည်းပဲဒါကျွန်တော်တို့မကြည့်ရသေးတဲ့သူတွေမတွေ့ကြရသေးတဲ့ဆရာသမားတွေတို့ကိုဒါပြန်ပြီးတော့မှပြောပြခြင်းဖြစ်တယ်ပေါ့နော်ရုပ်ကိုတော့အဓိကတော့မြင်ရမယ်လို့မထင်ဘူးအဟုတ်ကျွန်တော်တကယ်လို့မြင်နေရတယ်လည်းနည်းနည်းတော့သူစောင့်နေတဲ့တဲ့စသဖြင့်ရှိမှာပေါ့လေဘာသာတက်ဒီပြည်ရတဲ့ခါမှလည်းကျွန်တော်ကလက်ရှိဒီဘွားရောင်ကြီး ိုက်တာမြေမြေအသင်းဘွဲ့ရဲ့ရုံဖုံးလေးကအဲကျွန်တော်ကအသင်းရဲ့တာဝန်ကတူဖြစ်တဲ့အတွက်အဲရုံဖုံးလေးကကျွန်တော်စီမှာရှိနေလို့ပေါ့နော်ပြောရရင်တော့ဒါကကျွန်တော်တို့ကဘောယုံကြည်ပိုက်တာမြေမြေအသင်းရဲ့ရည်ရွယ်ချက်လေးကိုကျွန်တော်ပြောပြပါမယ်လို့အသင်းရဲ့ဒီဘာတွေကိုလှုပ်ဆောင်မှုရအတွက်ဘယ်အကြောင်းအရာကိုရည်ရွယ်ပြီးမှဖွဲ့လိုက်တာလဲဆိုရင်တော့ကျွန်တော်တို့နံပါတ်1ကအမြဲယုံမတန်ဆွမ်းသူလို့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဝလုံးကြီးကောင်မတွေအားလုံးသိတယ်ဒါပေမဲ့တချို့ ဒီဆရာသမားတွေမတည်သေးရင်တော့ဟိုကျွန်တော်ဒီပြောမယ်ဆိုတော့ကျွန်တော်မျက်စိလင်းမရတဲ့သူတွေပေါ့နော်အဲ့လိုပြောရမှာပေါ့ကျွန်တော်ဘွားတို့ချင်းချင်းကတော့အမြန်ယုံမတန်းစွမ်းသူလို့ပြောလိုက်တာနဲ့သီးပိသားပေါ့နော်အဲကျွန်တော်တို့ဘွားတို့မဟုတ်တဲ့ညီကောင်မတွေလည်းပြောတော့ကျွန်တော်ကအဲအမျက်စိအလင်းမရတဲ့သူတွေအတွက်ကိုကျွန်တော်တို့ကဒီပြောမယ်ဆိုတော့ကျွန်တော်ပြိုက်တဲ့လုပ်ငန်းစဉ်တွေပေါ့နော်ထောက်ပံ့ရေးလုပ်ငန်းစဉ်တွေကျွန်တော်လုပ်ကြမယ်ပေါ့ဘာတွေလုပ်မှလဲလို့မေးရင် ရည်ရွယ်ချက်၄ရက်နဲ့ဖွဲ့စည်းတဲ့အတိုင်းပဲကျွန်တော်တို့အဲ့ဒီရည်ရွယ်ချက်နဲ့အညီဘောရအောင်ကြည်ပလိုက်တာမျိုးမင်းအသင်းအတတ်နိုင်ဆုံးဆောင်ရွက်ပြီးတော့မှစူးစမ်းသွားမှာဖြစ်ပါတယ်လက်တော်လို့အချိန်တွေမှာလည်းအဲ့ဒီအချိန်တွေတန်တိုင်းပဲအခုလည်းပဲအဲ့ဒီရည်ရွယ်ချက်တရအတိုင်းပဲကျွန်တော်တို့တတ်နိုင်ဆုံးလေးကျွန်တော်စူးစမ်းနေပါတယ်ခင်ဗျာအဲ့တော့ဘာတွေလောက်တာလဲလို့မေးရင်ကျွန်တော်တို့ဘောရအောင်ကြည်ပလိုက်တာမျိုးမင်းအသင်းကရည်ရွယ်ချက်၄ရက်ရှိပါတယ်တစ်အမေရုံမတန်ဆွမ်းသူတွေအကျမ်းမာရေး နှစ်အမင်းအယုံမတန်ဆွမ်းသူတို့ဤပညာရေးသုံးအမင်းအယုံမတန်ဆွမ်းသူတို့ဤအခက်အခဲများအားကူညီကာကွယ်ဖြည့်ရှင်ပေးနိုင်ရေးလေးအမင်းအယုံမတန်ဆွမ်းသူတို့ဤထန်းတွင်ခွင်ရင်နဲ့တာတို့ခွင်ရင်များညီတူညီမျှရရှိနိုင်ရေးဆိုပြီးမှအဲ့ဒီရွေးချက်လေးရက်ကိုကျွန်တော်စတင်ပြီးတော့မှကျွန်တော်ရွေးပြီးတော့မှလက်ရှိမှာတော့အဲ့ဒီအတိုင်းပဲကျွန်တော်စတင်မှာအကောင့်တွေပေါ်ဆောင်လည်းရှိပါတယ် ဖွဲ့စည်းခဲ့တာကတော့2022ခုနှစ်ခုနှစ်ပိုင်း9ရက်နေရာနေမှာစတင်ဖွဲ့စည်းခဲ့တာဆိုတော့အခုဒါကျွန်တော်တို့2020အဲ9ခုနှစ်ကိုကျွန်တော်တို့ရောက်လာပြီဆိုတော့ကျွန်တော်တို့ဒါ2025ခုနှစ်9လပိုင်းပေါ့နော်9လပိုင်းကိုဆိုတော့ကျွန်တော်တို့ကဒီ3နှစ်ကျော်ခဲ့ပြီပေါ့နော်3နှစ်ကျော်ခဲ့ပါပြီလို့3နှစ်ပြည့်ပြီပေါ့အဲ့တော့ရွေးချယ်လေးကကျမ်းမာရေးဆိုတာဘာကိုဆိုလိုတာလဲလို့မေးရင်တော့ ကျွန်တော်ပြောခဲ့တယ်ဆိုတော့အမြဲတမ်းမတန်ဆွမ်းသူတွေကမျက်စိလင်းမြောက်အမြဲတမ်းမတန်ဆွမ်းသူဆိုတာကတော့မျက်စိအလင်းအောင်မရကြတဲ့သူတွေကိုဆိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘွားတို့မြတ်မင်းညီကောင်မတွေကျွန်တော်တို့အမြဲတမ်းမတန်ဆွမ်းသူတွေကိုကျွန်တော်ကကျမ်းမာရေးအထောက်ကူကျမ်းမာရေးထောက်ပံ့မှုတွေကျွန်တော်တို့ပေးစွမ်းပါတယ်ကျမ်းမာရေးကတော့ဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစေယုံကြီးမှာခွဲစိတ်ကူတရတဲ့ယောဂဝေဒနာလက္ခဏာဖြစ်ခြင်းတို့ကိုခိုင်လုံးတဲ့ဒေါက်တာများနဲ့ဘွားရောင်ကြီးပြလိုက်တဲ့မြင်မြင်အသိစီမှာ ဆက်သွယ်တဲ့အခါမှာကျွန်တော်တို့ကကိုညီထောက်ပံ့ပေးတယ်ပေါ့နော်ဥပမာကင်ဆာယောဂါမျိုးဥပမာ အစာရင်ဖြစ်တာမျိုး ပိုက်ခွဲရတာမျိုးစသဖြင့်ပေါ့နော်အဲ့လိုခွဲစိတ်ကုသရတဲ့ဝေဒနာနဲ့အဲကျွန်တော်တို့အခြားအခြားသောအဲ့လိုမျိုးခွဲစိတ်ကုသရတဲ့ဝေဒနာပေါင်းမျိုးစုံကိုခိုင်လုံတဲ့အထောက်ထားနဲ့ဘဝရောင်ကြီးပြလိုက်တဲ့မြမမင်းအသိဉာဏ်ဆက်သွယ်ကုညီလာရောက်အဲကိုကြီးတောက်ခံကြတဲ့အခါကျွန်တော်တို့ဘက်ကအသိရဲ့နိုင်တဲ့အတိုင်းတားလေးနဲ့ကျွန်တော်တို့ကိုကြီး ဟိုထောက်ပံ့ရေးလုပ်ငန်းစင်းများလှုပ်ဆောင်နေပေါ့ခင်ဗျာအဲ့တော့အဲနောက်ပြီးမှဟိုပါပေါ့နော်အဲ့ဒီခွဲစိတ်ကုသရတဲ့ဝေနာထက်အအောက်ပေါ့နော်ခွဲစိတ်ကုသရတဲ့ဝေနာယောဂရဲ့အောက်ပြင်းထန်အမတန်ပြင်းပြီးတော့ယောဂပေါ့နော်ပြင်းထန်သောယောဂဝေနာဆိုရင်လေခိုင်လုံးတော့ဒေါက်တာပြနိုင်ရေဘောရောက်ကြီးအသင်းကကျွန်တော်တို့နိုင်တဲ့လောက်နဲ့ ကျွန်တော်တို့ညီကောင်မတွေကိုကျွန်တော်တို့အကူအညီပေးပါတယ်။မှတ်ချက်နေနေရတော့အသင်းဝင်ချင်းအသင်းမဝင်ချင်းအဓိကမဟုတ်ပါဘူးလို့ဆက်သွယ်လာတဲ့အခါမှာခိုင်လုံတဲ့အခါမှာခိုင်လုံတဲ့ထောက်ထားတွေနဲ့ကျွန်တော်ကိုနိုင်တဲ့လောက်ကိုပြန်ပြီးမှအကူအညီပေးရတာပေါ့ခင်ဗျာ။အဲ့တော့နံပါတ်1ပညာရေးပညာရေးကကျွန်တော်ပါရည်လဲဆိုတော့ကျွန်တော်အများကြီးမတန်ဆွမ်းသူတွေဥပမာမျက်စိမမြင်တဲ့သင်တန်းကျောင်းကျွန်တော်မျက်မမြင်သင်တန်းကျောင်းတော့ဒီမှာပညာသွားတယ်မို့နောက်ဂျပန်မြန်မာလက်နဲ့အကျော့ပြင်သင်တန်းကျောင်းတော့ဒီမှာဥပမာဂျပန်ဟာ အဲ6လအသင်တန်း3လအသင်တန်းတစ်နှစ်သင်တန်းစသဖြင့်ရှိတယ်ပေါ့နော်အဲ့ဒီလိုမျိုးနေရာတွေမှာပညာသွားသင်ဖို့ကိုအကြောင်းကြောင်းမြင်မှုကြောင့်ကျွန်တော်လမ်းစိတ်အခက်အခဲရှိတဲ့ညီကောင်မတွေတော့မပို့နိုင်နဲ့ဟိုပြောမစလို့ဗျာဆွေမျိုးမိဘမိုးရှင်းသားချင်းတွေရပို့ဖို့ရအခက်အခဲရှိတဲ့ညီကောင်မတွေတို့ကဆိုရင်ကျွန်တော်ကခိုင်လုံတဲ့ဒေါက်တာတွေရလို့ရှိရင်အဲ့ဒီညီကောင်မတွေကိုလည်းပဲကျွန်တော်အသင်းရနေမှာပို့ဆောင်ပေးတာမျိုးအဲကျွန်တော်တို့လမ်းစိတ်အပြည့်ထောက်ပံ့ပေးတာမျိုးကိုအသင်းရဲ့ ကျွန်တော်ဒီဆောင်ရွက်နေတဲ့ပုံမှာမူတည်ပြီးမှကျွန်တော်လှုပ်ဆောင်ပေးပါတယ်ခင်ဗျအဲ့ဒါကတော့ကျွန်တော်ပညာရေးထဲမှာပါတော့အတွက်သူ့တော့ပညာရေးကောင်းစင်ထဲမှာကျွန်တော်ထည့်ထားတယ်ပေါ့နော်ပညာရေးကတော့အများကြီးတော့ကျွန်တော်ဟိုစီစီကကကြီးတော့ချဲ့ထွက်ထားရတာမျိုးတော့မရှိသေးပါဘူးလို့ရန်ကုန်ဝေအခြေအနေတိုင်းတာနဲ့ပဲကျွန်တော်သွားရတာဖြစ်တဲ့အတွက်လေအဲ့တော့နံပါတ်เออဒီပညာရေးဆိုအပိုင်းရလဲကျွန်တော်ရံမငွေပုံမှာကောင်းရင်လည်းကောင်းလာတော့ရံမငွေတွေတိုးတက်လာတဲ့ပုံမှာမူတည်ပြီးတော့မှเนาะအလို့ရှင်စပွန်ဆာတွေ အဲရရှိတဲ့ပုံမှန်မှုဒီပြီးတော့မှကျွန်တော်ပညာရေးပုံမှန်ကျွန်တော်ချဲ့ထွင်သွားမှာဖြစ်ပါတယ်အဲလက်တော်တစ်ခုကျွန်တော်ပြောပြတဲ့အချိန်တိုင်းပဲကျွန်တော်ဆောင်ရွက်နေသေးတယ်ပေါ့နော်အဲနံပါတ်3နဲ့နံပါတ်3ကကျွန်တော်တို့အမြင်အရမတန်ဆွမ်းသူတို့အဲအခက်ခဲများအခက်အခဲတဲ့အခက်ခဲများအကူကြီးဖြစ်ရှင်းပေးနိုင်ရယ်ဆိုတာဘာအခက်ခဲတွေလဲလို့မေးရင်ကျွန်တော်တို့လောလောဆယ်ဆောင်ရွက်နေတဲ့အတိုင်းအတာလေးကိုကျွန်တော်ပြောပြမယ်ပြောပြပါမယ်ခင်ဗျာ ကျွန်တော်တို့ဘဝတွေကိုအမြဲတမ်းမတန်ဆွမ်းနဲ့မြန်အောင်မတန်ဆွမ်းသူကိုဝင်ဆောင်မိခင်ဟုတ်ပြန်ပြောရမယ်ခင်ဗျအမြဲအယုံမတန်ဆွမ်းသူကိုဝင်ဆောင်မိခင်အမျိုးသမီးများသည်တဲ့စေုံကြီး၌အဲကျွန်တော်မွေးဘွားလူနာအဖြစ်ပေါ့နော်ခွဲစိတ်၍အဲကလေးမိဘွားရတော့တဲ့ခွဲစိတ်ပြီးတော့မှကလေးမိဘွားရရင်ပေါ့ဗျာအဲ့ဒီ ကျွန်တော်အမျိုးသမီးကိုဝန်ဆောင်မိခင်အမြဲတမ်းမတန်ဆွမ်းသူပေါ့သူကတော့အဲ့ဒီအမြဲတမ်းမတန်ဆွမ်းတဲ့ကိုဝန်ဆောင်မိခင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဘဝယုံကြည်အသိစီမှာခဲလုံးနဲ့ထောက်ထားလေးနဲ့ကိုကြီးတောင်းတဲ့အခါကျွန်တော်တို့ထောက်ပံ့ပေးပါတယ်ခင်ဗျာအဲ့ဒါအသိရလို့ဆောင်ကြလေးတွေပြောပြပေးတာပေါ့ခင်ဗျာနံပါတ်၄တန်းတို့ခွင်းနဲ့တာတို့ခွင်းများရရှိနိုင်ရေးဩ sorry ကျွန်တော်နံပါတ်၃မှနည်းလေးချက်ပြောဦးမယ်လေအဲ့ဒီကိုဝန်ဆောင်မိခင်များကိုတဲ့စေယုံကြည်မှာခွဲစိတ်ပြီးတော့မှမွေးဖို့ရရင်ထောက်ပံ့တယ်လို့တဲ့အခြားသောအခက်အခဲများဘာတွေလဲလို့မေးရင် တဘာဝဘေးအန္တရာယ်ပေါ့နော်တဘာဝဘေးအန္တရာယ်ဆိုတာကဥမာခုလက်ရှိကြုံခဲ့ရတဲ့ဥမာငလျင်ဘေးမျိုးတို့ရေဘေးဒုက္ခမျိုးတို့အဲစသဖြင့်ပေါ့နော်မိဘေးလေဘေးအဲ့လိုမျိုးဒီတဘာဝမဖြစ်မနေကြုံတွေ့ခဲ့ရတဲ့ဒုက္ခခံစားရခဲ့တော့ခံစားခဲ့ကြရတော့ဘဝအတူအမြန်မတန်ဆွမ်းဆွမ်းညီကောင်တွေကိုလည်းပဲခိုင်လုံးတဲ့တောက်သားတွေနဲ့ဘဝအောင်ကြီးမြင်မမြင်ပရိဒတ်အတင်းအဲဘဝရောက်ကြီးပရိဒတ်မြင်မမြင်အတင်းပေါ့နော်ပြောရအောင် ဘောရောင်ကြီးမျက်မှောက်ပြလိုက်တာအသင်းဆိုတာ Facebook account မှာရိုက်ဆိုင်ရတော့ကျွန်တော်တို့ရဲ့ page လေးရှိပါတယ်ပေါ့နော်ဘောရောင်ကြီးပြလိုက်တာမျက်မှောက်အသင်းအဲ့ဒါဆိုတော့ Facebook account လေးရမှာပေါ့အဲ့တော့အဲ့နိုင်ရလဲကျွန်တော်တို့မချိန်ရသေးတာပါချိန်မှာပါလို့ page page နိုင်လေးပြောတာနော်အဲကြုံညာလေးဝင်သွားလို့အဲ့မှာဘောရောင်ကြီးပြလိုက်တာမျက်မှောက်အသင်းစီမှာခင်လို့တဲ့ထောက်ထားလေးနဲ့အဲကျွန်တော်ပြောတဲ့အချက်ကအချက်လက်တင်နဲ့ဆက်သွဲတဲ့အခါမှာတက်ကအကြောင်းအရာတွေနဲ့ဆက်သွဲတဲ့အခါမှာကျွန်တော်တို့အသင်းကနေမှကိုနိုင်တဲ့အင်အားလေးတွေနဲ့ ထောက်ပံ့ရေးလုပ်ငန်းစဉ်များလှုပ်ဆောင်နေပါတယ်ခင်ဗျာနောက်ပြီးတော့မှနံပါတ်၄ရတော့တန်းတို့ခွင်းနဲ့တာတို့ခွင်းရေးဆိုတာဘာကိုဆိုလိုတာလဲလို့လို့မင်းဥပမာမတန်ဆွမ်းမတ်ပေါ်နေကပ်ပြားနိုင်ငံသားစီစီကပ်ပြားအဲကျွန်တော်တို့မလုပ်ရသေးတဲ့ပုံကိုတွေတော့အဲဟိုမတ်ပေါ်နေရှိပြီးမှပျောက်သွားတဲ့ပုံကိုတွေနောက်ပြီးမှလုံးဝကိုမလုပ်ရသေးတဲ့ညီကောင်တွေဆိုရင်ဟောရုံကြီးပရိုက်တက်မြင်မြင်အသင်းအားဒီနိုင်ငံတော်သက်ဆိုင်ရာဖွဲ့စည်းမှန်းနဲ့ချိတ်ဆက်လို့အဲကျွန်တော်ရပြီးတော့မှ အဆိုင်ရပွဲစည်းလေးနဲ့အချိန်ဆက်ရှိရေးပြီးတော့မှမပြောတော့ဗျာဒီစီမံကိန်းနဲ့ကြုံတဲ့အခါပေါ့ဆိုလိုချင်တာကဒီမတန်းဆန်းကပ်ပြားတို့အော်ဒီနိုင်ငံသားစီးတင်းကပ်ပြားတို့ဥမာဗျာအဲကိုဗစ်ကာကွယ်ဆေးထိုးတာမျိုးစသဖြင့်ပေါ့ဗျာနော်အဲ့ဒီအဲ့ဒီအဲ့ဒီဥပမာနဲ့အလားတူတဲ့အခြားသော ထောက်ပံ့ရေးလုပ်ငန်းစဉ်များကို ဖွဲ့စည်းအသီးသီးနဲ့ချိန်ဆက်ဆောင်ရွက်ပြီးတော့ကျွန်တော်တို့အသင်းသူတင်သားတွေတက်ကိုပြောမစွန်တော့ဗျာခံစားပိုင်ခွင့်ရှိတဲ့အခွင့်အရေးမျိုးတွေ ဲ့ဒီစီမံကိန်းတွေရှိလာတဲ့အခါမှာကျွန်တော်ဘွားရောင်ကြီးပိုက်တဲ့မင်းအသင်းကနေပြီးမှအားလုံးအသင်းသူတင်သားတွေကိုလည်းပဲထန်းတူညီမျှရရအောင်အသင်းသူတင်သားမဟုတ်တဲ့ညီကိုမတွေဆက်သွယ်ထားတဲ့အခါမှာလည်းပဲကျွန်တော်တို့ဘက်ကနဲ့တက်နိုင်ဆုံးပြောမယ်ဆိုလို့ရှိရင်တော့အသင်းသူတင်သားတွေကိုတော့ဒီကဦးစားပေးစနစ်ထဲပါမယ်ပေါ့နော်အဲအဲ့ဘောမှာပါမယ်ဦးစားပေးစနစ်ဆိုတာကအသင်းသူတင်သားတွေအချင်းချင်းကိုအဲသူလည်းရရင်ကိုလည်းရရမယ်ပေါ့နော်ကိုလည်းရရင်သူလည်းရရမယ်အဲအဲ့ဒါကိုကျွန်တော်တို့ဓာတ်လူခွင့်နဲ့သားလူခွင့်လို့ဆိုပါတယ်လို့ အဲ့ဒါရပြီးသွားတော့ဒါအမှဗျာဟိုအသိသူတင်းသားမဟုတ်တဲ့ဘောရုမြောင်မတန်ဆွမ်းသူညီကမလာတွေကိုတော့နံပါတ်1ဆက်ပါတော့အဲသူတို့တွေကိုလည်းပဲသူတို့ကဆက်သွယ်လိုက်ရင်တော့ကျွန်တော်တို့နေတဲ့တော့ကူညီပေးမှာပါလို့အဲ့ဒီအချိန်လေးရွေချက်လေးရက်ကိုလောက်ဆောင်တဲ့အသိအဖွဲ့လေးဖြစ်ပါတယ်လို့ကျွန်တော်တို့ဘွားရောင်ကြီး bright တဲ့အသိကနေမှဒါလေးကျွန်တော်ရဲ့ဆရာသမားတွေကိုသိအောင်အဲဒါဟိုပြန်ပြီးတော့မှဟိုကိုဟိုကိုနားလဲတဲ့လောက်လေးရှင်းပြပေးတာပါ ဟိုတိုင်းမှာဒီဘဝရောင်ကြီးပြလိုက်တယ်မြင်မြင်သင်ရဲ့လှုပ်ဆောင်ချက်တွေဆို YouTube မှာလည်းပဲဘဝရောင်ကြီးပြလိုက်တယ်မြင်မြင်သင်လို့ရိုက်ရှာပေးပါခင်ဗျအဲတွေ့တဲ့ခါမှာ subscribe လုပ်ပေးနိုင်ပါတယ် comment လေးလည်းရေးနိုင်တယ်ပေါ့နော်အဲ Facebook မှာတော့ account ရှာရင်တော့ဘဝရောင်ကြီးပြလိုက်တယ်မြင်မြင်သင်လို့ Facebook မှာဝင်ရရင်တော့ကျွန်တော်တို့ Facebook account လေးတွေ့မှာဖြစ်ပါတယ်နောက် Facebook ထဲဝင်မှာဘဝရောင်ကြီးမြင်မမြင်ပြလိုက်တယ်အသင်လို့ရိုက်လိုက်ရင်တော့လည်း Facebook page လေးတွေ့မှာပါလို့အမှန်မြင်မမြင်ပြလိုက်တယ်အသင်နဲ့ပြလိုက်တယ်မြင်မြင်သင်ကွဲလွဲနေတာလေးကတော့ Facebook ဘွန်းတော့နီးပညာဒီ Facebook page လေးကျွန်တော်တို့စထောင်တော့ Facebook နီးပညာရှင်ကအဲကျွန်တော်ရိုက်ခိုင်းတော့ဘွားရောင်ကြီးပလိုက်တယ်မြင်မြင်အသင်းလို့ရိုက်ခိုင်းလိုက်တယ်ပေါ့နော်သူကဘွားရောင်ကြီးမြင်မမြင်ပလိုက်တာအသင်းလို့ဒဲရှဲလိုက်တော့ပလိုက်တာအသင်းနဲ့အဲဘွားရောင်ကြီးပလိုက်တာမြင်မမြင်အသင်းနဲ့ဘွားရောင်ကြီးမြင်မမြင်ပလိုက်တာအသင်းဆိုတာလေးက အဲ့လိုမျိုးလေးဗျာဟိုနည်းနည်းလေးကြောင်းမြဖြစ်သွားတယ်ပေါ့နော်အဲ့ဒီနေလေးကျွန်တော်ချိန်ပြီးသွားရင်တခါကျွန်တော် Facebook page လေးနေချင်းသွားပါပြီခင်ဗျာဆိုတော့လေအခုလိုပဲပြန်ကြော်ညာပေးပါမယ်ခင်ဗျာအဲ့ TikTok ကတော့ဟို public တော့မဟုတ်သေးပဲနဲ့ private လာမသိဘူး private ဖြစ်နေတာပေါ့နော်အဲ့ public တော့ကျွန်တော်မဖြစ်သေးဘူးလို့ထင်တယ်ကျွန်တော်လည်းနေပညာအားနည်းလို့ပါလို့မှရင်ဟိုနားလည်ပေးပေါ့ဗျာအဲ့ဒါပေမဲ့ TikTok ကဟို private ပဲဖြစ်ဖြစ် public ပဲဖြစ်ဖြစ်သူကဟိုဆက်စမလို့ဒီမှာသူက တင်းနဲ့ပို့လေးတွေရောက်လာတယ်ပေါ့နော်ရောက်လာတာများတယ်အဲ့လိုရောက်လာတဲ့ခါမှာ follow ပါလေးပေးလို့ရပါတယ်ခင်ဗျာနောက် Telegram မှာလည်းပဲ search box မှာဝင်ပါဘဝရောင်ကြီး brighter မြွမင်းအသင်းလို့ရိုက်ရှာရင် Telegram ရဲ့ဘဝရောင်ကြီး brighter မြွမင်းအသင်းရဲ့လှုပ်ဆောင်ချက် channel လေးတွေ့ရမှာဖြစ်ပါတယ်လို့ဒါကတော့ကျွန်တော်တို့အသင်းသူအသင်းသားဟုတ်ချင်းမဟုတ်ချင်းကိုမယူရပဲအသင်းဝင်ဖြစ်ချင်းအသင်းဝင်မဖြစ်ချင်းမဟုတ်ဘဲနဲ့အားလုံးသောညီကောင်မတွေကျွန်တော်တို့ပြောမယ်ဆိုရင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံနဲ့တကွာ ျွန်တော်တို့နိုင်ငံသီးသီးကဆရာသမားတွေမိသီးပုံကမျိုးမဆိုကြည့်ရှုလို့ရအောင်ဆိုမှ public ချပေးထားတဲ့ channel လေးဖြစ်ပါတယ်လို့ဒါဒီကနေ့ဘောရောင်ဂျပန်ရိုက်တာမြင်မြင်သင်ရဲလို့ဆောင်ရလေးပြောပြရင်နဲ့ဒီကြော်ညာလေးထည့်ပေးလိုက်ပြရစီခင်ဗျာဟုတ်မရှင်းတာရှိလို့ရှိရင်လည်းပဲကျွန်တော်တို့ဖုန်းနံပါတ်များကိုဆက်သွယ်ပြီးမှမေးမြန်းနိုင်ပါတယ်ဖုန်းနံပါတ်ကတော့39 411 336 6အဲ့ဒီကိုလည်းဆက်သွယ်ပြီးမှမေးမြန်းနိုင်ပါတယ်ခင်ဗျာနောက်ဤမှ39 4560 တစ်သုံးကိုနှစ်နှစ်ကိုလည်းဆက်သွယ်ရွေးတော့၎င်းမေးမြနိုင်ပါတယ်စသဖြင့်ပေါ့နော်ဒီကျွန်တော်တို့ဖုန်းနံပါတ်တွေကိုအခုပေးတဲ့ဖုန်းနံပါတ်တွေမှာလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျနောက်ဘွားရောင်ကြီးပြလိုက်တဲ့မြင်မမြင်အသင်းရဲ့ရုံဖုန်းနံပါတ်ဖြစ်တဲ့309 993 3411တက်တို့လည်းပဲ09393 3411ပေါ့နော်ဟောအဲ့ဒီမှာလည်းဆက်သွယ်ရင်မှမေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျဝေဖန်ခြင်း အကြံပြုခြင်းဆွေးနွေးခြင်းနဲ့အားလုံးတော့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလို့ရပါတယ်လို့ဆက်စမအရောက်စီတဲ့အားလုံးကိုဒီပို့လေးကိုဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ညီကောင်မတွေနဲ့ဆက်စမအရောက်စီတိုင်းကိုအထူးပဲလေးစားစွာနဲ့ဘဝရောင်ကြီးပြိုက်တာမျှော်မြင်သေးမှအထူးအထူးပဲအလွန်မတန်မှအေးအမှဖြင့်ကျေးဇူးတင်မိပါတယ်ခင်ဗျာ